ငွေ1000ကိုမွေးဖွားခဲ့သောငကားမင်းရဲ့လေးဝဲချိန်ရှေးရှေးတုန်းကကြီးကျယ်ခမ်းနားလာတဲ့ဗကြယ်မြို့မှာလီစာကြီးညိုခြင်းခံရတဲ့ငကားမင်းသားလေးတစ်ပါးရှိတယ်။သူဟာပက်ချောင်းငကားဟုခေါ်တဲ့ငကားမင်းရဲ့သားဖြစ်ပြီးတော့တကိုးကြီးတဲ့ငကားဖြစ်တယ်။ဖရီယာကော့ပ်ကပလဲဖြူကြီးကုန်များနဲ့အနီရောင်တောက်တောက်မျက်လုံးများရှိပြီးတော့ကြီးမားတဲ့ခန္ဓာကိုယ်နဲ့ဖြောင့်မတ်တဲ့မင်းဖြစ်တယ်။သူရဲ့ကြီးမြတ်တဲ့ပါရမီနဲ့တကိုးတော်ကြောင့်လူသားများရောငကားများကပါသူ့ကိုလေးစားခဲ့ကြတယ်။ ဖရီယာခေါ်ကြီးပြင်းလာတဲ့အခါအတွေ့အကြုံတင်များကိုလေ့လာခြင်းနဲ့အတွေ့အကြုံမလို့လူလောကသို့ခီးထွက်ရန်စိတ်ကူးခဲ့တယ်။ခီးထွက်လာစဉ်တနေ့မှာရိုဟွန်ခန်ရဲ့တမီကျော်လေးနန်းတီတီစီခန်နဲ့တွေ့ခဲ့တယ်။ထို့သောတွေ့ဆုံပြီးတော့သူတို့နှစ်ယောက်ဟာရှေးရင်ဆက်ကြောင့်မြင်မြင်ချင်းချစ်မိသွားခဲ့ကြလေတယ်။ဒီလိုချစ်မိသွားတဲ့အခါမှာတိတ်တဆိတ်ချင်းတွေ့ဖို့အတွက်ဆုံးဖြတ်ခဲ့ကြတယ်။တနေ့ နန်းသေးရီစီခံကိုဝင်ရှိတဲ့အခါဖရီယာခော့ကသူ့ရဲ့ကလေးအားအနားယူရန်နဲ့ပြုစုပြောင်းထောင်ရန်အတွက်လုံခြုံပြီးတော့လှပတဲ့နေရာတစ်ခုကိုရှာဖွေခဲ့တယ်။ထို့နောက်သူမအားထရန်ပြည်နယ်ခေါင်ကုတ်ခရိုင်ရှိလိုင်ကူကြီးတစ်ခုကိုခေါ်ဆောင်သွားခဲ့တယ်။နောက်ပိုင်းမှာထိုကူဟာတမ်နီကမ်ကော်လို့ဒူတီများလာခဲ့တယ်။ဖရီယာခော့ကကျောက်တုံးများကိုဥမင်လိုင်ကောင်းများအတွင်မီးရှို့ခြင်းနဲ့လှပတဲ့လိုင်ကူကိုဖန်တီးရန်သူ့ရဲ့တကူးများကိုအုံပြုခဲ့တယ်။ဒါကြောင့်ကိုရဲမှာရေတွေအဆက်မပြတ်စီးဆင်းနေခဲ့တယ်။ ထိုကူတွေမှာထူးဆန်းတဲ့ပုံတရများနဲ့မြားကဲ့သို့တောက်ပါတဲ့ကြောက်မြင်နာများရှိပြီးတော့ကြောက်ဆက်ပန်းဆွဲများရှိတယ်။ဒါပြင်ထိုနေရာမှာတရိစံများစွာလည်းနေထိုင်ကြတယ်။ထိုချိန်မှာနန်းတီတီစီခန့်ရဲ့ဖခင်ဖြစ်သူရွန်ဟွန်ခန့်ဟာတမီးဖြစ်သူပျောက်ဆုံးနေရာကိုသိရှိတဲ့အတွက်ကြောင့်မလို့လိုက်ရှာခဲ့တယ်။ကူထဲမှာသူတမီးဖရီယာကော့ဖ်နဲ့တွေ့တဲ့အခါမှာဒေါသတကြီးနဲ့ဗစက်အတွင်းမှာမိမုတ်လိုက်တဲ့အတွက်ကြောင့်မလို့သူ့ရဲ့တမီးကအခြေမီရှောင်တိန်သွားလေတယ်။မီတောက်ကဂူနေရန်ကိုထိပြီးတော့အကွဲသွားခဲ့တယ်။ နန်းသီစီကံအားထိတ်လန့်တော်လို့သွားပြီးတော့ဖနိုင်ခွိုင်ဟုခေါ်တဲ့ခြောက်ကဲမတစ်ခုစီကိုထွက်ပြေးသွားတယ်။ဖရီယာကော့ကိုဘေးကင်းမယ်လို့မျှော်လင့်ကစောင့်နေခဲ့လေတယ်။ဖရီယာကော့နဲ့ယွန်ဟွန်ကန်တို့ရဲ့တိုက်ပွဲကအလွန်ပြင်းထန်လေတယ်။ဖရီယာကော့ဟာတကိုးကြီးမာတဲ့ရောက်ခမကိုမရှင်းနိုင်မီ။ဒါကြောင့်မလို့ကိုအတွင်းမှာအကွေးကောက်များဖြင့်ရှုပ်ထွေးတဲ့လမ်းကြောင်းတစ်ခုဖန်တီးရတဲ့သူ့ရဲ့တကိုးစွမ်းအောင်ကိုအုံပြုကလင်းမြောက်ရန်လမ်းကိုရွေးချယ်ခဲ့တယ်။အချင်းကြတာနဲ့များအေယာမဟိုကင်ဟန်ညီတက်သွားပြီးတော့ဖရီယာကော့နဲ့တိုက်ခတ်ခြင်းကိုရပ်တန့်လိုက်တယ်။ နောက်ဆုံးတော့သူ့မွေးရမြေကိုပြန်သွားတော့ရီနန်းတီရီစီခန်ရဲ့ဖခင် home care မှာထွက်သွားပြီးတဲ့နောက်နန်းတီရီစီခန်ဟာလီကောင်ခေါ့လိုင်ကိုတဲမှာဖရယာခေါ့နဲ့သူ့သားသမီးများဖြစ်တဲ့မွေးရှစ်တောင်းကိုမွေးဖွားခဲ့တယ်။ထိုမွေးလေးတွေကကိုရဲမှာကြီးပြန်းလာခဲ့ပြီးတော့ဒီနေ့ထိနေထိုင်ခဲ့ကြတယ်။လီကောင်ခေါ့ဘူးရဲမှာထူးဆန်းတဲ့မွေးတွေကိုတွေ့ရင်သူတို့မိသားစုပြန်ဆုံမယ့်နေ့ကိုစောင့်မျှော်နေကြဆဲဖြစ်တဲ့ဖရယာခေါ့နဲ့နန်းတီရီစီခန်တို့ရဲ့သားမေးတွေလို့လူတွေကယုံကြည်ကြတယ်။အေဒီမှာဖရယာခေါ့ရဲ့ဒနာရီနဲ့ယနေ့ချိန်ထိထိုင်နေကန်း ထမ်ပြည်နယ်ကလီကွန်ခောက်ရဲ့ကလိုင်ကူဖြစ်ပေါ်လာခြင်းအကြောင်းရင်းပဲဖြစ်ပါသည်ဒီစီလန်းမျိုးကိုကြိုက်တယ်ဆိုရင်တော့ like and share လုပ်ဖို့တော်မေးပါနဲ့အောင်ရှင်အမေနာဆင်ခဲ့ကြတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်